အားလုံးပဲမင်္ဂလာပါညာကျွန်တော်တို့ပွဲစုံရဲ့ Facebook နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတစ်ခေါက် video မှာတော့ဒီကနေ့ဒီဇင်ဘာလ3ရက်နေ့အတွက်စစ်ဝင်စားစရာနောက်ဆုံးရဘောလုံးသတင်းတွေကိုစူးစိတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ဒေါမွန်တင်းရဲ့ကွန်းတဲ့လူ Jones ပဲလင်ကန်ကတော့ဒေါမွန်တင်းကိုရောက်ရှိလာတာ9လသာချီသေးပေမဲ့အတင်းကနေထွက်ခွာနိုင်ပွဲရှိနေကြောင်းမယားသတင်းစာကဖော်ပြလာခဲ့ပါရစေ။ဂျိုးပယ်လင်ကန်ကိုတော့ပင်သစ်ကလပ် Paris FC အသင်းကစိတ်ဝင်စားနေပြီးအသင်းဘက်ကလည်းကစားသမားကိုအငားပြင်သာထွက်ခွာရန်စံနှားရှိနေတာပါ။ ပြီးခဲ့တဲ့သတင်းတစ်ပတ်အနည်းငယ်အတွင်းမှာလဲဂျိုးစဝဲလင်ကန်ကိုခေါ်ယူဖို့အတွက်အခြားပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေဖြစ်တဲ့မန်ချက်စတာယူနိုက်တက်ခရစ်စတယ်ပဲလီအသင်းနဲ့တော်တင်အောင်စပါအသင်းတွေကလည်းသူ့ကိုခေါ်ယူဖို့အနီးကပ်စောင့်ကြည့်နေကြတာလည်းဖြစ်ပါတယ်။ဗလင်ကန်ကတော့ကစားချိန်ပုံမရရှိရန်အတွက်ဇန်နဝါရီအပြောင်းအလဲမှာအသင်းကနေထောက်ခွာနိုင်ဖွယ်ရှိနေကြောင်းမယားသတင်းစာကယခုလိုဖော်ပြလာခဲ့တာဖြစ်ပါတယ်။လင်ညာကကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်14ရဲ့ရလဒ်တွေကိုကြည့်ရမယ်ဆိုရင်တော့အေဗာတန်အသင်းဟာဘုံမောက်အသင်းကိုအဝေးဝင်းမှာ1-0ရလဒ်နဲ့အနိုင်ရရှိခဲ့သလို ီပြပတ်ကွာယိုရာရဲ့မန်ချက်စတာစီးတီးသင်းကတော့အဝေးဘက်မှာဖူဝမ်သင်းကိုအားဂိုးလေးဂိုးဆိုတဲ့ရာထဲနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ဒီပွဲစဉ်မှာတော့တိုက်စစ်မှုအယ်လင်ဟန်လန်ဟာတွင်းကိုတကိုတွင်းယူပေးနိုင်ခဲ့ပြီးပင်းမြလေးတွင်းကိုတရာအမြန်ဆုံးပင်းမြောက်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။ယူကဆယ်သင်းနဲ့တော်ရင်အောင်စပါအသင်းတို့ရဲ့ပွဲစဉ်မှာတော့တဖန်နဂိုးစီနဲ့တေရလက်ထွက်ပေါ်ခဲ့ပါတယ်။စပိန်လာလီဂါပွဲစဉ်မှာတော့ဘာစီလိုနာအသင်းဟာအတလတီကိုမက်ထရစ်အသင်းကိုအိမ်ဝင်းမှာ3-2နဲ့အနိုင်ရရှိခဲ့ပြီးရယ်မက်ဒရစ်အသင်းကိုတပွဲတာနဲ့4မှတ်ဖျက်လိုက်ပြီလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းဒီပုံအနေနဲ့ အတလတီကိုမရစ်အသင်းရဲ့ကွန်းလန်လူကော်နာကလကာကိုခေါ်ယူဖို့အတွက်ပရီးမီးယားလိဂ်ထဲတီးကလပ်တွေဟာဒါမဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာအပြိုင်အဆန်ကြိုးပမ်းလာပွဲရှိနေကြအောင်နောက်ဆုံးရပိုတွေကသိရပါတယ်။မန်ချက်စတာယူနိုက်တက်၊နယူကာဆယ်၊အေဗာတန်အသင်းနဲ့တော်တယံစပါးအသင်းပါဝင်စတဲ့အသင်းကြီးတွေကကလကာကိုခေါ်ယူဖို့အတွက်အပြိုင်အဆန်ခေါ်ယူဖို့စိတ်ဝင်စားနေကြတာပါ။အတလတီကိုမရစ်အသင်းကတော့ပြီးခဲ့တဲ့နေရာဒီကယူနိုက်တက်ခေါ်ယူဖို့ကြိုးပမ်းမှုကိုတားဆီးခဲ့ပေမဲ့ဒီခုချိန်မှာတော့ယူရိုတန်30နဲ့အပြစ်သက်ရောင်းရွှေ့ဖို့ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။ ကရကအနေနဲ့လာမယ့်နှစ်ကမ္ဘာ့ဗလာအတွက်အင်္ဂလန်နဲ့ရွေးစဉ်အသစ်မှာပါဝင်ခွင့်ရရှိရန်ဆန္ဒရှိနေပြီးဒါကြောင့်ကရကအနေနဲ့လာမယ့်ဇန်နဝါရီမှာအတလီတိုမက်ဒရစ်အသင်းကနေထွက်ခွာပြီးပရီးမီးယားလိဂ်ကိုပြန်လာနိုင်ကြရမြင်မာနေရလဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရီယယ်မက်ဒရစ်အသင်းနဲ့ဘရာဇီးကျယ်ဝင်းဗီနီစီယပ်ဂျူနီယာရဲ့စာချုပ်သစ်ဆွေးနွေးမှုကတော့လက်ရှိချိန်ထိဘာတိုးတက်မှုမှမရှိကြောင်း ESPN F3 သတင်းစာကဖော်ပြလာခဲ့ပါတယ်။ဂျူနီယာရဲ့လက်ရှိစာချုပ်ဟာ2029ခုနှစ်မှာတက်တန်းကုန်ဆုံးမှာဖြစ်ပြီးဆွေးနွေးမှုတွေရပ်တန့်မှုနေကြောင်း 2026ကမ္ဘာမလာပြိုင်ပွဲပြီးဆုံးသည့်အထိစာချုပ်သစ်ဆွေးနွေးမှုတွေပြုလုပ်သွားဖွယ်ရှိနေတာပါ။ကယ်လို့သာဆွေးနွေးမှုတွေအစမပြေပါကဗီနီစီယားဂျူနီယာအနေနဲ့2029စာချုပ်နောက်ဆုံးနှစ်အထိရောက်ရှိသွားဖွယ်ရှိနေပြီးသူ့ရဲ့အနာဂတ်ဟာလည်းချုပ်ထွေးလာနိုင်တာဖြစ်ပါရဲ့။ဝင်းမရီအနေနဲ့သူတို့တင်းရဲ့အဓိကကစားသမားဖြစ်သူဗီနီစီယားဂျူနီယာကိုလွယ်တကူလက်လွတ်သွားဖို့မရှိဘဲစာချုပ်သစ်ဆွေးနွေးမှုကိုအများဆုံးပြန်လည်စတင်ဖို့လိုအပ်နေရလဲဖြစ်ပါရဲ့။မက္ကဆီကိုကလပ်မွန်တရီအသင်းကနေထွက်ခေါ်လာတဲ့ရီယယ်မက်ဒရစ်နဲ့စပိန်နောက်ခံလူဆာဂျူရာမိုဟာလည်း ဥရောပကိုပြန်လာနိုင်ွယ်ရှိနေပြီးစီးရီးကလပ် AC Milan အသင်းကအသက်39နှစ်အရွယ်နောက်ခံလူရာမိုးကိုအထူးစိတ်ဝင်စားမှုတွေရှိနေတယ်လို့လည်းနောက်ဆုံး report တွေကသိရပါတယ်။ Real Madrid အသင်းကောင်းဆောင်ဟောင်းရာမိုးအနေနဲ့အတင်းအသင့်ရှားဝင်နေချိန်မှာခိတ်တန်းအစ်စ်မှာကစားပြီးနောက်ဆုံးစင်ခေါ်မှုတစ်ရက်ကိုခြားဝေသွားဖို့ဆက်ရထပ်တန်းနေတာပါ။ရာမိုးကအသက်အရွယ်ရလာပေမဲ့သူ့ရဲ့ကစားမဘွားရဲ့နောက်ဆုံးအရှိန်တွေကိုဥရောပကိုခြေချပြီးကစားသမားဘွားအဆုံးသတ်ရန် AC Milan အသင်းကိုပြောင်းရွှေ့ဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ ာဆနယ်အသင်းရဲ့နီးပြမီခေးအာဒီဒါကတော့ဝင်းလင်လူဒီကလန်ရိုက်ဆက်အသင်းနဲ့ရေရှည်အနာဂတ်ပြင်သူ့ရဲ့ကစားမဘွားဒိုးတက်နိုင်ခြေတွေကိုချီးကျူးပြောဆိုသွားခဲ့ပါတယ်။ရိုက်ဆာကျွန်တော်တို့ကိုယ်တိုင်ရောကလပ်ကပါနှစ်ပေါင်းများစွာပိုင်ဆိုင်ထားမဲ့သူပါ။ဒီကြပါရိုက်ဆာလောင်ဘောတွေမှာရောကျွမ်းကျင်တူတူဖြစ်လာနိုင်ပါတယ်။သူ့ရဲ့ဆက်စပီတွေနဲ့ပတ်သက်ပြီးဘာလုပ်ခဲ့လဲဆိုတာကိုသတိရကြပါ။ကျွန်တော်အလွန်ငယ်တဲ့၃လနီးလောက်ကရိုက်ဆက်ဆက်ဖီတွေလောက်ကောင်းကောင်းကန်နိုင်လဲဆိုတာကိုသိပါတယ်။ခုဆိုရင်လေသူကဘလောက်ကောင်းနေပြီလဲဆိုတာကိုသိပါတယ်။သူလိုချင်တာမှန်တယ်မဖြစ်နိုင်ပါလေဆိုပြီးပြောကြားသွားခဲ့တာပါ။ နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတွေပေါ်ကတော့ Premier League ရဲ့ Tottenham စပါးအသင်းအားလည်း Manchester United အသင်းရဲ့ကွင်းလယ်ပြင်ပတ်နှုတ်ဖြစ်တဲ့ Carlo Valiva နဲ့ Adam Warren တို့နှစ်ဦးစလုံးကိုစိတ်ဝင်စားနေကြောင်းနောက်ဆုံး report တွေကသိရပါတယ်။ Brighton နဲ့ Crystal Palace အသင်းတွေကတော့ကစားမနှစ်ဦးလုံးအတွက်ပေါင်တန်း100ကျော်နဲ့အထက်ပြောင်းချွေချီတောင်းခံသွားဝယ်ရှိနေတာပါ။ယခုလိုကြီးမားတဲ့ပြောင်းချွေချီတောင်းဆိုမှုတွေကြောင့် Tottenham စပါးအသင်းဘက်ကတော့မြည်သည့်သဘောတူညီချက်မျိုးကိုမဆိုအလွန်ခက်ခဲစေမှလည်းဖြစ်ပါတယ်။ Carlo Valiva နဲ့ Adam Warren တို့နှစ်ဦးစလုံးဟာ ပရီးမီးယားလိမ်မှာအလားအလာရှိသောလူငယ်ကွန်းလယ်လူတွေဖြစ်တာကြောင့်သူတို့နှစ်ဦးကိုခေါ်ယူဖို့အတွက်ကြိုးပမ်းလာမဲ့ကလပ်တွေအနေနဲ့ကြီးမားတဲ့ငွေကြေးသုံးစွဲမှုတွေရှိနေတာလည်းဖြစ်ပါတယ်ဒါအခုတစ်ခါဗီဒီယိုတော့ဒီကနေ့ဒီဇင်ဘာလ3ရက်နေ့အတွက်စစ်ဝင်စားစရာနောက်ဆုံးရဘလုံးသတင်းကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတော့ကျေးဇူးများကြီးတင်ပါတယ်။ပွဲစုံရင် Facebook, TikTok နဲ့ YouTube Channel မှာနောက်ဆုံးရဘလုံးသတင်းတွေဘလုံးနဲ့ပတ်သက်တဲ့သုံးသပ်ချက်တွေကိုတွားရောက်နားထောင်နိုင်ပြီး Subscribe လေးလုပ်ပေးပါလို့ပြောရင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ဗျာ။